မပေါ်လာအောင်ဟာကိုယ်ကိုယ်တိုင်းမရဘူးဆိုရင်တော့မှဟိုစွမ်းနိုင်တဲ့ပုံကိုအကြောင်းကြားရမှာပေါ့နော်မှန်ပါဗျာဒီပြည့်ရဲ့အနာမှာတော့ဓာမျိုးဓာမျိုးတွေပေါ်လာလို့နောက်ပြီးတော့ဆောင်ရွက်ပေးပါအောင်ဓာမျိုးတွေအဲအဲ့လိုလေးလုပ်တင်တာပေါ့ကိုကဟိုဟိုဥပိ္ခာပြုတ်ပြီးတော့မနေသင့်ဘူးဆိုတဲ့အတိတ်ပဲပေါ့နော်အဲအဲ့တော့နည်းနည်းဝိုင်းမဆိုင်ပြီးတော့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်တော့ရနိုင်ကြရှိပါတယ်ပြီးတဲ့အခါကျတော့ဒီပရိယမပါဘဲနဲ့ ဟုတ်ကကြိုးစားတာပေါ့ပရိယတ်မပါဘဲနဲ့ဒီတိုင်းကြိုးစားတဲ့ဥစ္စာကြတော့လေဆိုရယ်တပီတော်တို့ဟိုစွန်လွန်းဆရာတော်ပဲထားပါတော့နော်တင်ပါဗျာအဲစွန်လွန်းဆရာတော်ဆိုလို့ရှိရင်တော့သူကတကယ်ကြိုးစားခဲ့တယ်လုတ်ခဲ့တာတင်ပါစာပြေတော့မရှိဘူးတကယ်ကြိုးစားခဲ့တယ်ဒီကြိုးစားခဲ့တော့ဟိုတရားဓုတွေပါလေပဲတကယ်ရခဲ့တဲ့သဘောရှိစီစစ်ခဲ့တာတင်ပါဗျာတိတိကျကျတော့ဆရာတော်ကြီးတွေလည်းပဲစီစစ်တယ်စီစစ်တဲ့အခါမှာသူကသူရောကျန်းကန်ထဲမှာပါတဲ့ ပါဠိနာမည်အတိုင်းတော့မပြောနိုင်ဘူးတင်ပါတင်ပါတို့တော်လည်းပဲတဘောကအတူတိုက်ရိုက်တော့မဟုတ်မှသွားဝိုက်ပြီးမှန်းနေတယ်မှန်းနေတယ်တင်ပါဗျာအဲ့ဒီလိုဆိုလို့ရှိရင်ဒါဘာပဲပြောပြောလက်ခံပြရမယ်လက်ခံလို့ရတယ်တင်ပါဗျာလက်ခံလို့ရတယ်တင်ပါအဲ့ဒီလိုမျိုးပဲဖြစ်ရမယ်ပေါ့နော်တင်ပါအဲ့လိုအဲ့လိုမဟုတ်ဘဲနဲ့ဟိုပရိယတ်ကလည်းဘာမှမရှိဘူးပြောတာဟောတာကလည်းဒီလိုကျန်းကန်နေတယ်ဘယ်လိုမှညှိလို့မရဘူးဆိုရင်ဒါမျိုးကြတော့အန္တရာယ်အင်မတန်ကြီးတာပေါ့ ဒါဒီနေ့ဆိုရင်တင်းကူအနေနဲ့လည်းဒါဝိနည်းရှာဖွဲ့ရင်လုပ်ကြတယ်အခုဆိုရင်လည်းဖုံဖုံဦးကတ်လိုက်တဲ့ကိစ္စဆိုရင်ဒါအရိယာမှန်နိုင်ပေါ့ပုဂ္ဂိုလ်ရင်းမုံနီမမဟုတ်ပါဘူးတကယ်ကိုသူတို့လွဲချော်တာအတမန်လူတောင်သိနိုင်တယ်တပိတော့လည်းအာထုတ်စေကိုယ်ကလည်းလည်းလိလာစေအဲတိခါပဲပြောပြောနောက်ပြီးဒီနေ့ခင်မာကမြမပြန်နေရနေပြီဖုံဖုံဟဲ့ကိုကကိုဖျားဟိုအနိကချင်းကနိုင်ပြီဖုံတို့လိုတိပိကအာသုဒ္ဓဗုဒ္ဓကြီးလည်းရှိနေပြီကို မမသိရင်လာလာမေးပြီးတော့အဲအဲ့လိုပေါ့ဘုရားတကယ်တော့မန်တက်သွားကြတာဗျာမန်တက်သွားတယ်မန်တက်သွားတယ်အဲ့တော့ဘုံမောရဲ့ပြောရလေဘုံမောရဲ့လေးနာရီကြောပါဘူးဗျာသင်နေကြတာဆိုတော့ဘုံမောအနေနဲ့ပေါ့လေနောက်ဆုံးအဲဘုံမောပြောချင်တဲ့စကားလေးနောက်ပြီးကြတော့ဒီမှာဘုံမောရဲ့စာအုပ်ကလေးထဲမှာဘုံမောရေးတဲ့အီနဲ့ကျွဲပေါ့ဒါလေးဟာဘုံမောအနေနဲ့ဘယ်လိုသဘောလေးနဲ့ရေးပြီးတော့ဒါဘုံမောဘုရားမှာလက်ရေးလေးနဲ့အတူဒါလေးကိုလည်းဘုံမောနည်းနည်းလေး ဒါတကယ်ဘုံဘုံဆောက်ထဲမှာဒီပိဋကဆရာတော်16ပါးရဲ့လေရည်လေးနဲ့ထည့်ပြီးတာဒါကအမှန်တော့ဓာတ်ပုံလိုပဲသူတို့ဓာတ်ပုံလိုပဲသူတို့လက်ကဆိုနှလုံးသားလာတဲ့စာပေါ့လက်နဲ့ကြီးတာအဲအဲ့ဒါလေးရဲ့သဘောရောဘလို့လဲထည့်ပြီးတာလဲဗျာအဲဒါကတော့ဒီမြတ်စွာဘုရားဓာတ်ရဲ့ခေါ်တော်မူတဲ့ပါဠိတော်စကားပဲလေဩဟုတ်လားဗျာဒီမှာဒီဒီဂါထာလေးကဒါ ဓမ္မပဒပါဠိတော်ခါထားပဲလေတင်ပါဗျာအခုတနေ့ခင်းနေလဲညီးနေတယ်ဗျာတင်ပါအာဝိရုဒ္ဓဝိရုဒ္ဓီသူအတ္တတံဒီသူနေဘူးတံသာရာနေသူအနာဒာနံတမဟံပြုမိပြမနံဆိုတာတင်ပါခင်မနာဆိုတာတကယ်ကိုအဲစင်ကြဲတဲ့ပုံကိုပါနော်တင်မြတ်တဲ့ပုံကိုပေါ့တင်ပါအဲ့လိုပုံကိုဖြစ်ဖို့အတွက်ဘာလောက်ရမှာလဲဆိုအာဝိရုဒ္ဓံဝိရုဒ္ဓီသူဆိုတာလူအများကဒေါသနောက်ကိုလိုက်နေတယ်တင်ပါဒေါသနောက်လိုက်နေတယ်ဆိုတာကဒေါသဖြစ်เสียတွေ့ရင် ဒေါသဖြစ်ကြတယ်ပေါ့နော်စိတ်ကိုမထိန်သိမ်းဘူးဒေါသတွေဖြစ်နေတယ်လောဘဖြစ်လောဘမလိုက်အဲ့ဒေါသဖြစ်နေတယ်အဲ့ဒီနောက်ကိုကိုကမလိုက်ပြန်နဲ့ပေါ့နော်ကိုကရအောင်ထိန်သိမ်းရမယ်အဲ့လိုဒီလိုချိုးတာပေါ့တမန်ပါအာလူအများကြီးမှာဒေါသထွက်နေတာပဲငါလည်းဒေါသထွက်လို့ရတာပဲစိတ်ဆိုးလို့ရတာပဲဆိုပြီးဒီလိုသားမလုပ်ပါနဲ့လို့ဆိုတာပေါ့နော်အဲ့တော့ကိုဘက်မှာဒေါသထွက်တဲ့ပုံကအများစုဖြစ်နေလိမ့်မယ်ဒီဘက်မှာဒေါသမထွက်ဖဲအေးချမ်းချမ်းနေတဲ့ပုံကနည်းနည်းလေးပဲရှိနေရှိလိမ့်မယ်သို့တော့ အဲအဲ့တော့ဒီမြားတဲ့နောက်ကိုမြားတိုင်းလေးပဲရှောက်ပြီးတော့လိုက်လို့မကောင်းဘူးတမန်မှန်ဖို့လိုတယ်မှန်ပါဗျာအဲ့ဒီမြားတဲ့သူကမှန်ဖို့လိုတယ်မှန်ပါမမှန်ဘူးဆိုလို့ရှိရင်အဲ့ဒီမမှန်တဲ့အများရဲ့နောက်ကိုမလိုက်ပဲမယ်ဒီမှန်တဲ့အနေဘက်မှာပဲကိုကယက်တီရမယ်ဒီလိုဆိုတာပေါ့နော်နောက်အတ္တဒံဒီသူနိဗ္ဗုဒံဆိုတာအဲ့တော့လူအများကဟေး ဒုဒ္ဓမနတ်စားတဲ့လက်နဲ့တင်နေသူများတွေကတော့တက်ဖြတ်ညှင်းဆဲပြီးတော့ဒီလိုနေတယ်အဲအဲ့ဒီလိုနေတဲ့အတွက်ငါလည်းပဲဒီလိုလုပ်မယ်ဆိုပြီးတော့အဲ့လိုသွားမလုပ်ရဘူးမြတ်စွာဘုရားလေတမန်ပါဗျာအဲ့တော့ကိုဘက်ကဒုဒ္ဓမနတ်စားတဲ့လက်နဲ့တွေကင်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတာဟာအင်မတန်ကို ရုံရင်းကြမ်းတမ်းတဲ့အလုပ်မှားယွင်းတဲ့အလုပ်ဖြစ်တယ်အဲ့တော့အဲ့ဒီဘက်မှာ လူအများရှိနေပြီမယ်လို့အဲ့ဒီလူအများဟာမှားနေတဲ့အတွက်ဒီ အများရဲ့နောက်ကိုကိုကမလိုက်ရဘူးကိုကအဲ့ဒုဒ္ဓသနတ်စားတဲ့လက်နဲ့ဒီမကင်မဲနဲ့အေးချမ်းချမ်းပဲနေရမယ်ဒီလိုခေါ်တာပေါ့နော်နောက်လာဓာနေသူအနာဒာနံဆိုတာလူအများကနှစ်သက်ဆွဲလန်းစရာတွေ့ပြီဆိုလို့ရှိရင်နှစ်သက်ဆွဲလန်းတတ်တယ်ဒါပြုတုကိုကိုပါပဲနှစ်သက်ဆွဲလန်းတတ်တယ်အဲသို့တော်လည်းပဲကိုကတော့အဲ့ဒီအများနောက်ကိုမလိုက်ရဘူးအာဟိုလူအများ နှစ်သက်ဆွဲလန်းစရာတွေ့တဲ့အခါနှစ်သက်ဆွဲလန်းနေတာပဲငါလည်းပဲအဲ့ဒီတိုင်းကျင့်သုံးလို့ရတယ်နှစ်သက်ဆွဲလန်းစရာတွေ့ရင်ငါလည်းပဲဆွဲလန်းလို့ရတယ်ဆိုတာမျိုးတော့မလုပ်ရဘူးเนาะဟိုလူအများကမှားနေတာအဲ့တော့မှားနေတဲ့အများရဲ့နောက်ကိုကိုကမလိုက်ရဘူးကိုကဒီဥပါဒံခေါ်တာပေါ့နော်အဆွဲလန်းဥပါဒံအဲ့ဒီအဆွဲလန်းဥပါဒံကိုအတတ်နိုင်ဆုံးထိမ့်သိမ့်မယ်ပယ်ဖြောင်းမယ် ကာမှုပါဒံဒိဋ္ဌုပါဒံသီလဝတ္တုပါဒံအတ္တဝါဒုပါဒံဆိုတဲ့ဥပါဒံ၄ပါးကို အတတ်နိုင်ဆုံးထိမ့်သိမ်းပယ်ဖြောက်ပြီးတော့အေးချမ်းချမ်းဖြစ်အောင်နေမယ်ဒီလိုဒီလိုကျင့်သုံးဖို့လို့မြတ်စွာဘုရားဟောတာအဲ့ဒီလိုကျင့်သုံးနိုင်ရင်ဒီပုဂ္ဂိုလ်ဟာဗျာမနာတဲ့ထုခဲမြင့်မြတ်တဲ့သူတဲ့အဲ့တော့ထုခဲမြင့်မြတ်တဲ့သူတွေမှာကိုပါဝင်နိုင်အောင်ကြိုးစားရမယ်လို့ဆိုတာပေါ့နော်မှန်ပါဗျာကိုပဲမှလူတွေများရင်များနေပါလေအဲ့ဒီများတဲ့လူတွေဟာဒါဒေါသနဲ့ပူလောင်နေတဲ့လူတွေ ။နောက်လောဘနဲ့ပူလောင်နေတဲ့လူတွေပြီးတော့ဥပါဒံနေနဲ့လွန်လွန်ကဲကဲဆွဲလန်းနေတဲ့လူတွေအဲ့ဒီလူတွေရဲ့နောက်ကိုကိုလိုက်เสียမလို့ဘူး။ကိုကကိုရဲ့ရှင်ရှင်ဉဏ်တရားလေးနဲ့အေးအေးချမ်းချမ်းပဲနေရမယ်။ဒီလိုအေးအေးချမ်းချမ်းနေပါကိုဟာဗျာမဏဆိုတဲ့အထုကဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်လို့ဒီလိုဆိုလိုတာပေါ့ဗျာနော်။ဒါမြတ်စွာဘုရားဟောကြားတော်မူတဲ့ဓမ္မဗရပါဠိတော်ဒေသနာပါဗျာ။ဓမ္မဓမ္မ။ဟုတ်ကဲ့ကိုစားလူ အများကြီးဤကျက်ဖတ်တယ်ဆိုတော့နောက်ရမ်းလုံမှန်းလုံနဲ့လိုက်သွားကြတာအမှန်မှန်တိတိမြတ်ကိုပါသွားတာဟုတ်ဟုတ်တယ်ဒါလေးဒုဒ္ဒမြင်တော့တော့ကောင်းရတာလို့ကောင်းပါပြီခင်ဗျာဆိုတော့ဘုမိုးအနေနဲ့ပေါ့ဒီကနေ့အဲတန်ဃာရီများဘယ်လိုလေးများအထူးတိတိကဆရာတော်တပါးအနေနဲ့တပိတော်ဘုရားကိုယ်တာနာစောင့်ရှောက်ရေးအဖွဲ့အရှင်အက္ကရမအဲတလူလာရောက်မိများဆွေးနွေးခြင်းကြောင့်သူတို့အထောက်မှန်ဖြစ်မဲ့တန်ဖိုးရှိသောမေတ္တာစကားများလည်းကြားလို့ပါတယ်ခင်ဗျာ တန်ဝေကြီးရဲ့မေတ္တာစကားဆိုတာဂနေခင့်နဲ့လာယောညီတွေဖြစ်မဲ့စကားဆိုရင်တော့ရှေးကပညာရှိကြီးတွေသုံးဆုံးมาခဲ့တာရှေးကပညာရှိကြီးတွေကတော့သူတို့ဟိုသဘောတရားအရာသုံးมาခဲ့တာသုံးมาခဲ့တဲ့ဥစ္စာဟာဂနေခင့်မှာကြတော့လက်တွေ့လာပြီးတော့ဖြစ်နေတယ်ဆိုတဲ့သဘောပေါ့เนาะတင်ပါတင်ပါအဲ့ဒါကဘာလဲဆိုတော့ဒီမြင်တော်လည်းပဲ မမြင်တကယ်လို့နေရမယ်တမန်တမန်ကြားလို့လည်းမကြားတကယ်သူနေရမယ်ဆိုတာဒါအထူးသဖြင့်တော့ဒီစာသင်သားငယ်လေးတွေအတွက်ဒီလိုပြောလို့တာပေါ့နော်တမန်ပါစာသင်သားငယ်လေးတွေအတွက်ပြောလို့တာမြင်တော့လည်းမမြင်တကယ်သူနေရမယ်ဒါကနေ့ခေတ်မှာအဲ့ဒီမြင်ကြရတွေဟာအင်မတန်ကိုပေါများပါတယ်မှန်ပါဗျာเนาะဒီဤပညာတွေဆန်းပြားလာတဲ့အလျောက်မြင်ကြရတွေအလွန်ပေါများလာတယ်အဲ့ဒီဒီတွေ့ရတဲ့မြင်ကြရတွေအကုန်လုံးဟိုလိုက်ကြည့်နေမယ်ဆိုလို့ရှိရင် ကုသိုလ်တရားတွေအများကြီးတိုးပါမယ်တိုးပါတဲ့အတွက်အမှကိုယ့်မျက်စိရှိရောက်လာတော့မှလေကိုကမြင်လိုက်ပြီမယ်လို့မမြင်သလိုနေပေါ့နော်ဒီလိုနေရမယ်အဲကို့စာလေးပဲကို့ဆက်ပြီးတော့ကျက်မှတ်နေရမယ်ကို့ရဲ့သီလသမာဓိပညာသိက္ခာ၃ပါးကိုပဲကို့ကျင့်သုံးပြီးတော့နေရမယ်ဒီမြင်ရတဲ့အာယုံနောက်ကိုမလိုက်ဖို့ဒါလေးပြောလို့တယ်နောက်တစ်ခါကြားတော်လဲမကြားတကယ်ဆိုထိထို့အတူပါပဲခဏိခင်မာဒီဟောပါနော်ထူးထူးဆန်လန် အနေနဲ့ဖြစ်ပေါ်လာတာကတော့အဲ့ဒီအမြင်အာယုံနဲ့အကြအာယုံပေါ့အမြင်အာယုံနဲ့အကြအာယုံအဲ့ဒါတို့ကအထူးဆန်းလုံးဖြစ်အောင်တီထွင်းလာတဲ့အခါကျတော့ထူးထူးဆန်းဆန်းလေးပဲဖြစ်လာပါတယ်ဖြစ်လာတော့အကြအာယုံမှလည်းအဲ့ဒီအတိုင်းပဲကြားလိုက်ပြီးဆိုတာနဲ့အဲဒေါသဖြစ်စရာတွေများမယ်ရာဂဖြစ်စရာတွေများမယ်တို့အတွက်ကြောင့်ဟိုကြားတော့လည်းပဲမကြားတကယ်သူနေဆိုတာဒီ ကြားတဲ့အာယုံတော့ကိုမလိုက်ပဲနဲ့ကိုကကိုအဲကိုအလုပ်ကလေးကိုလုပ်ပြီးတော့ဒီလိုလေးနေရဖို့လို့ဒါလေးပြောချင်တာပေါ့ဗျာနော်ဒီမှာအဲ့တော့ခဏိခေတ်မှာကအဲ့ဒီနီးပညာတွေဆံပြမှုအရာဒီဒေါသဖြစ်စရာအဲစိတ်ဆိုးစရာ စိတ်တူစရာတွေနောက်တကလောဘဖြစ်စရာ လိုချင်တတ်မဲ့စရာတွေအမြင်ပဲမှာရောအကြဘဲမှာရောအင်မတန်များပါလေအဲ့ဒီများတဲ့ဥစ္စာကိုအဲ့ဒီနောက်လျှောက်မလိုက်ဘဲနဲ့ ကိုယ့်အကိုအေးအေးချမ်းချမ်းဖြစ်အောင်ဒီလိုလေးကြိုးစားပြီးတော့နေကြဖို့ဒါလေးပဲတိုက်တွန်းလိုပါတယ်ဘုဒ္ဓဘာသာဝင်အများစုတက္ကဒကမတွေအတွက်ကောအဲတပည့်တော်ရဲ့ဘုရားကိုရင်တာနာဆောင်းလျှော်ကြီးအဖွဲ့ကနေပြီးတော့ဘုံဘုံတွေ့ဆုံခြင်းအတွက်အမတ်တရားဗာလိမန်ပြောလိုပါတယ်ခင်ဗျာအမတ်တရားပြောလိုတာဟိုရင်ပေါ့မြတ်စွာဘုရားလက်ထက်တုန်းက